တင့်ရဲ့တုံးအတဲ့အကြံဉာဏ်တွေကတင့်ဘဝရဲ့အကောင်းဆုံးအကြံဉာဏ်တွေထစ်လာနိုင်တယ်။လက်ကైဖုံးထဲမှာငှက်လေးတွေကိုလောက်လေးကွာနဲ့ဆွဲပြီးဝက်လူကိုပြည့်ရတဲ့ဂိမ်းတစ်ခုကိုစဉ်းစားကြည့်လိုက်ပါ။အပေါ်ရန်ကြည့်ရင်တော့တော်တော်တုံးတဲ့အကြံလို့ထင်ရတယ်မလား။ဒါပေမဲ့ Angry Bucks လို့ခေါ်တဲ့ဒီဂိမ်းကိုဖန်တီးခဲ့တဲ့သူတွေဟာ2017ခုနှစ်မှာပဲအမြတ်ငွေဒေါ်လာ106တန်းအထိရရှိခဲ့ပါတယ်။ဒါကဥပမာတစ်ခုပဲရှိပါသေးတယ်။ ကမ္ဘာကျော်ဝေါ်ဒစ်စနီဟာတချင်ကစိတ်ကူးညံမရှိဘူးဆိုပြီးသတင်းစာတိုက်ကနေအလုတ်ထုတ်ခံခဲ့ရပူပါတယ်။ Rock and Roll Billion Elvis Presley ဆိုရလေသူလျက်ပထမဆုံးဖွဲဦးထွန်မှာ တချင်တပူဆိုပြီးတာနဲ့စင်ပေါ်ကနေစင်ခိုင်းခံခဲ့ရပါတယ်။ဒီလိုပဲအစပိုင်းမှာလူတွေကတုံးလိုက်တာလို့ဝိုင်းပြောကြပေမဲ့နောက်ပိုင်းမှာကမ္ဘာကြီးကိုပြောင်းလဲပြင်လဲခဲ့တဲ့အကြံဉာဏ်တွေအများကြီးရှိခဲ့ပါတယ်။ဒီနေ့တော့ကျွန်တော်က Richie Norton ရဲ့ The Power of Starting Something Stupid ဆိုတဲ့စာအုပ်ကိုအခြေခံပြီးတော့အဲ့ဒီလို တုံးအားတဲ့အကြံဉာဏ်တွေထဲမှာဖွက်ထားတဲ့အစွမ်းတက်သည့်တွေအကြောင်းကို ခမရတို့ကိုပြောပြခြင်းပါတယ်။ခမရတို့ရဲ့စိတ်ထဲမှာရှိနေတဲ့အကြံဉာဏ်တစ်ခုကကဘာကြီးကိုတောင်ပြောင်းလဲပြစ်နိုင်တယ်ဆိုတာယုံကြည်လာစေရမယ်လို့ကျွန်တော်အာမခံပါတယ်။စားလိုက်အောင်ဒီလိုမျိုးနိုင်ငံတကာမှအကောင်းဆုံးအတန်စာအုပ်နှစ်ချုပ်များကိုစင်ဆက်မပြတ် ခမက်နားဆင်နေဖို့ Robo လေးကို subscribe like and share လေးလံထားကြပါဦးတွန်းအားရဲဆိုတာတကယ်တော့ထပ်မြတ်တဲ့အကြံဉာဏ်သက်ပါပဲခင်ရတို့မှာအကြံဉာဏ်အသက်တခုရလို့တငယ်ချင်းကိုတွားပြောပြလိုက်တဲ့အခါမြင့်အကြံကတုံးလိုက်တာကွာဆိုတဲ့ဇာတ်လမ်းမျိုး ကြားလိုက်ရဘူးမှာပါအဲ့ဒီလိုအပြောခံရတိုင်းစိတ်တက်မကြတော့ပါနဲ့တကယ်တော့အဲ့ဒီလိုအပြောခံရတဲ့အကြံဉာဏ်တွေကကဘာပေါ်မှာအောင်မြင်ဆုံးတည်ထွင်မှုတွေဖြစ်လာခဲ့တဲ့တက်တည်တွေအများကြီးပါပဲ doggers ခွေးရီအပရာနေကမြန်မန်းဆိုတဲ့အကြမ်းကြမ်းကိုကြားလိုက်တာနဲ့လူတိုင်းကရဲကြမှာပါဒါပေမဲ့ဒီလုပ်ငန်းကတက်နစ်ကိုဒေါ်လာ3တန်းလောက်အမြတ်ထွက်နေပါပဲကြည်ယာပတ်ခလေးကစားရာရွှေညုတ်ပေါ်မှာအစ်စ်လေးတွေတင်ပြီးအပင်ပေါက်အောင် လုပ်တာကနည်းနည်းတော့ထူးဆန်းတယ်မလားဒါပေမဲ့ဒီကစားရာကတက်နစ်ကို အရေးအတွက်3သိန်းအထိရုံးချနေရပါတယ်တယ်လီဖုန်း Western Union လို့ကုမ္ပဏီကြီးတောင်း ဒီစက္ကရိယာကဘာတမူးမှမရှိဘူးဆိုပြီးအစာပိုင်းမှာညင်းပယ်ဟဲဥပါတယ်အခုတော့တယ်လီဖုန်းမရှိဘဲဘသူမှမနေနိုင်ကြတော့ပါဘူးဒါဆိုရင်တုံးအတဲ့အကြံဉာဏ်အစ်စ်နဲ့ထက်မြက်တဲ့အကြံဉာဏ်တက်ဘာကွာလဲဆိုတာကိုသိဖို့လိုလာပါပြီထက်မြက်တဲ့အကြံဉာဏ်တက်ဆိုတာအစာပိုင်းမှာမားနေပုံပေါက်တော့လဲလက်တွေ့မှာအတုံးဝင်ပြီးမိမိရဲ့စိတ်ဝင်စားမှုနဲ့ကိုက်ညီခြင်းပဲဖြစ်ပါတယ်။တနည်းပြောရရင်လူအလုံးကခမည်းတော်ရဲ့အကြံကိုတုံးလိုက်တာလို့ပြောနေပါစေ။ ခမည်းလူကိုယ်တိုင်ကအဲ့ဒီအပေါ်မှာယုံစီမှုအပြည့်ရှိနေတယ်ဆိုရင်တခြားသူတွေဘာထင်လဲဆိုတာကိုစိုးရိမ်မနေပဲရှေ့ဆက်ဖို့ပဲလိုပါတယ်အချိန်ပညာပိုက်ဆံပြည့်စုံမဲ့အချိန်ကိုမဆောင်ပါနဲ့အငင်းစားယူပြီးမှကိုလှုပ်ချင်တဲ့အရာတွေအေးအေးဆေးဆေးလှုပ်တော်မယ်လို့ခမည်းလူတွေးဘူးလားလူအများစုကဒီလိုမဲ့တွေးနေကြပါတယ် Richie Norton ကဒီလိုစောင့်ဆိုင်းနေတာကို IAM Cup လို့နာမည်ပေးထားပါတယ်ကိုယ့်ရဲ့အိမ်မက်ကို live ဖို့အတွက် အချိန်၊ပညာနဲ့ငွေကြီးတွေပြည့်စုံလာမဲ့အချိန်ကိုစောင့်နေကြတာပေါ့။ကျောင်းပြီမှကိုယ်ပိုင်လုပ်ငန်းစာမယ်၊ယာရုတက်မှ project အသစ်လုပ်မယ်ဆိုပြီးအကြောင်းပြနေတာလဲ IEM Gap ထဲမှာကြာရောက်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့စောင့်ဆိုင်ခြင်းမှာ under ရတွေရှိနေပါတယ်။တကယ်အငင်းစားယူတဲ့အချိန်လဲကြတော့စမ်းမရဲကမကောင်းတော့လား။ချစ်ရတဲ့အိမ်တောင်ဖတ်က ရုတ်တရက်ဆုံးပါထွားတာမျိုးနဲ့ကြုံရတတ်ပါတယ်။နော်တန်ကဒီအကြောင်းကိုအခုလိုပြက်ပြက်တန်းတန်းပြောထားပါဗျ။ ခမားတို့ဘလောက်ပဲအလုပ်စ조사လုပ်နေပါစေဘလောက်ပဲပညာ조사တင်နေပါစေငွေတွေဘလောက်ပဲရှာနိုင်ပြီးစုထားနိုင်ပါစေကိုမျောလင်းခဲ့တဲ့အိမ်မက်ကကိုမျောလင်းနေတယ်လို့အတိုင်းနောက်ဆုံးမှသူ့ပါတာဖြစ်လာဖို့အတွက်ဘာအာမခံချမ်းမှမရှိသေးပါဘူးနော်တန်ကိုတိုင်းဟာသူ့ရဲ့20မိနစ်အရွယ်ရောက်ပါနေစေပန့်အရွယ်သားလေးကိုဆုံးရှုံးခဲ့ရတဲ့နောက်မှာ ရူးမိုက်လုံးမကိုကြောက်လူကျွန်တော်တို့ရဲ့အပြင်းထန်ဆုံးအတွေ့အကြုံကိုမလုဆောင်ခဲ့ဟုအတွက်ဘဝကအယံတိုလို့နေဆိုတာကိုနက်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 သဘောပေါက်ခဲ့ပါတယ်။ Amazon ကိုတည်ထောင်ခဲ့တဲ့ Jeff Bezos ရဲ့ဇလံကိုဝင်ကြည့်လိုက်ပါ။သူက Amazon ကိုစတင်ဖို့အကြံရတဲ့အချိန်မှာလကကောင်းတဲ့အလုပ်တစ်ခုမှလွတ်နေတာပါ။သူ့ရဲ့ online ကနေစာအုပ်ရောင်းမဲ့ဆိုတဲ့အကြံကိုသူ့တတိကိုပြောပြတော့ဒါကအလုပ်မရှိတဲ့လူတစ်ယောက်အတွက်ပိုကောင်းတဲ့အကြံဉာဏ်ဖြစ်လိမ့်မယ်လို့တောင်းအပြောခံရရပါတယ်။ ဒါပေမဲ့ Jazz Bezos ကထုကိုထုအတခုပဲပြတ်မိခဲ့ပါတယ်။ငါအသက်80ရောက်တဲ့အခါဒီလိုမလုပ်ခဲ့လို့နောင်တရနေမှာလားလို့အဖေကဟုတ်တယ်နောင်ထရနေမှာဖြစ်တဲ့အတွက်သူဟာဘောနဲ့အများကြီးရမယ်နဲ့မှာအလုတ်ကိုစွန့်လွတ်ခဲ့ပြီး Amazon ကိုစတင်တီထောင်ခဲ့ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ဘလောက်မှန်သွားလဲဆိုတာကိုအခုမြင်တဲ့အတိုင်းပါပဲ။ကဲကိုရတုံးအားတဲ့အကြံဉာဏ်ကို အကောင့်ထဲပေါ်ခြင်းနဲ့စိတ်အားထက်သန်နေပြီဆိုရင် ဘဲကစတင်ရမလဲဆိုတာ Richie Norton ကလက်တွေ့ကျတဲ့ SDARD နီးလန်းကိုအကြံပြုထားပါတယ် S self စလုပ်ဖို့ရပ်တင်တင်တောင်တဲဆိုလို့မရပါဘူးကိုနဲ့ဝါဒနာသူအတွေ့အကြုံတွေ့တဲ့သူတွေနဲ့ကွန်ရက်တစ်ခုတည်ဆောက်ပါကိုကိုလမ်းညွန်ပေးနိုင်မဲ့ဆရာသမားတစ်ယောက်ကိုရှာဖွေပါကိုယ်ရဲ့အကြံကြံအတွက်ပထမကိုနတ်ချီချင်းတဲ့သူတွေ၃ယောက်ဘဲသူတွေဖြစ်မလဲဆိုတာအခုပဲစဉ်းစားကြည့်လိုက်ပါ။ D. တင့်တွေးတော်ချင်း ကိုကိုကူညီတဲ့သူတွေအပေါ်အငဲကျေးဇူးတင်တတ်ပါစဉ်းစားကြည့်လေခမရကလူးနေရောက်ကိုပိုက်ဆံပေးလိုက်တယ်တယောက်ကယူပြီးဒီအတိုင်းထွက်သွားတယ်နောက်တယောက်ကတော့ကျေးဇူးတင်တော့ပြုံးပြပြီးပြောလဲနောက်တစ်ခါဘသူကပို့ပေးခြင်းလဲအတိမတ်ပြုတ်တာသူကပေါ့ခမရကအခုနောက်ဆုံးကူညီခဲ့တဲ့သူကဘသူလဲသူကကျေးဇူးတင်ကြောင်းစတဲ့ဆောင်လောက်ပို့လိုက်ရင်ဘလို့နေမလဲအေးအက်စ်မေးမြန်းခြင်းကိုဘခကြီးအကူအညီတောင်းလို့မရပါဘူး တခြားသူတွေရဲ့လိုအပ်ချက်ကပါလဲဆိုတာကိုမေးမြန်းပြီးအပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးတစ်ခုကိုတည်ထောင်နိုင်ရပါပြီ။ခမရဲ့ကွန်ရက်သေးကလူတယောက်ကိုကျွန်တော်ခမရအတွက်ဘာကူညီပေးရမလဲလို့ဒီနေ့ပဲမေးကြည့်လိုက်ပါ။အာရဇိပ်လက်ခံခြင်းတခြားသူတွေရဲ့အကူအညီနဲ့အပြုတ်သဘောဆောင်တဲ့ဝေဖန်မှုတွေကိုလက်ခံဖို့စိတ်ကိုဖွင့်ထားပါ။ဝေဖန်မှုတွေကကိုယ့်ကိုပိုကောင်းအောင်လုပ်ပေးနိုင်ပါတယ်။ခင်ဗျားနောက်ဆုံးရခဲ့တဲ့ဝေဖန်မှုကဘာလဲအဲ့ဒီထဲမှာကိုယ့်ကိုတိုးတက်စေမယ့်အချက်တစ်ချက်ကိုရှာကြည့်ပါ D trust ယုံကြည်ရင်အရေးကြီးဆုံးအချက်ပါခမားတို့ကိုယ်တိုင်ကကိုယ့်ရဲ့အကြံဉာဏ်အပေါ်မှာယုံကြည်မှုအပြည့်ရှိမှတခြားသူတွေကလည်းခမားတို့ကိုလိုက်ပြီးယုံကြည်လာမှာပါကိုယ့်ရဲ့အကြံဉာဏ်အပေါ်မှာကိုယ့်ရဲ့ယုံကြည်မှုက10ကနေ30အထိဆိုဘယ်လောက်ရှိလဲ30မှဖြစ်သေးဘူးဆိုရင်ဘာရီလိုဟနေတာလဲအောင်မြင်ပြီးရင်တတိထားရမယ့် Norton ရဲ့ U-mi chain sequence tube cycle ကိုယ့်ရဲ့အကြံဉာဏ်ကအောင်မြင်မှုတွေစရလာပြီဆိုရင်လည်းတတိထားရမယ့်အချက်ကခုရှိပါသေးတယ် ဲ့ဒါကတော့တိုးတက်မှုရက်တက်မတော်အောင်ပါပဲ။နော်တန်ကဒါကိုယူမိုက်ချင်းစကွင်းလို့ခေါ်ပါတယ်။အကြံဉာဏ်တစ်ခုကအောက်ပါအဆင့်ဒီအတိုင်းပြောင်းလဲသွားပါတယ်။ဒုံးကဒီ stupid လက်ခံနိုင်စရာဖြစ်လာသည် acceptable ထက်မြက်သည် smart စံတကူဖြစ်လာသည် standard ပုံကံဖြစ်သွားသည် normal ဒီနေရာမှာအန်ဒီရဲ့အကြီးဆုံးကပုံမှန်ဆိုတဲ့အဆင့်ပါပဲကိုယ့်ရဲ့ဒီထွန်းမှုကတာမန်အရာတစ်ခုဖြစ်သွားတဲ့အခါမှာ တာယာမနေမိဖို့အရေးကြီးပါပဲ။ဘာလို့လဲဆိုတော့တာမန်ဖြစ်သွားခြင်းဟာတီထွန်း1မှန်ခြင်းတွေတည်ဆုံးသွားတဲ့နေရာဖြစ်လို့ပါပဲ။ Henry Ford နဲ့သူ့ရဲ့ morality ကဟာဒီထောင်ချောက်ရဲ့တားကောင်ထိခဲ့မှုပါလေ။ morality ကဟာအကြီးအကျယ်အောင်မြင်သွားတဲ့အခါ Ford ဟာအဲ့ဒီအပေါ်မှာပဲတာယာနေပြီးနောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ငင်းဆန်ခဲ့ပါတယ်။ရလကတော့သူ့ကုမ္ပဏီရဲ့ဈေးကွက်ဝေစုတွေတိတိတသားထိုးကျသွားခဲ့တာပါပဲ။ Ford ဟာ သူ့ရဲ့အောင်မြင်မှုကိုဆုံးရှုံးရမှာကြောက်တဲ့အတွက်ပုံမှန်အချင်းတွေမှာပဲတာယာနေကြတာထင်နိုင်ပါတယ်။ဒါဟာအောင်မြင်ပြီးတဲ့သူတွေမှာတောင် အကြောက်တရားကတိုးတက်မှုကိုဘလို့ဟန်တားနိုင်တယ်ဆိုတဲ့သက်သေပါပဲ။တကယ့်အတားစီကအကြောက်တရားပဲ။ခမားလို့ကိုနှုတ်ဆန်တင်းစီတဲ့တကယ့်အတားစီကအချိန်၊ငွေဒါမှမဟုတ်အတွေ့အကြုံမဟုတ်ပါဘူး။အဲ့ဒါကတော့အကြောက်တရားပါပဲ။ကြာရှုံးမှာကိုကြောက်တာကလူတိုင်းဖြစ်တတ်တဲ့သဘာဝပါ။ ဒါပေမဲ့အဲ့ဒီအကြောက်တရားကိုခြေမုံနှံကိုတက်တိမွေမြို့ရပါမယ်။နော်တန်ရဲ့အဆိုအရတက်တိမွေဖို့အကောင်းဆုံးနိလန်းကတော့စစ်မှန်ချင်းပါပဲ။စစ်မှန်တဲ့သူတယောက်ဖြစ်ဖို့အတွက်အကြောက်တရားမာနနဲ့အချိန်ဆွဲခြင်းတို့ကနေလွတ်မြောက်အောင်ကြိုးစားရပါမယ်။ကြာရှုံးမှကိုကြောက်လို့ဒါမှမဟုတ်ကြာရှုံးမှကိုဝန်ခံရမှမာနကြီးလို့ဘာမှမလုပ်ထစ်တာမျိုးမဖြစ်ပါစေနဲ့။ကိုကိုကိုယုံကြည်ပါ။အတိတ်ကအမားတွေနဲ့ကိုတန်မိုးကိုမတိုင်းတာပါနဲ့။ အမားတွေကခမရတို့ဘသူလဲဆိုတာကိုမသက်မှတ်ပေးပါဘူးကိုယ့်အတွက်ဆန်းကျင်ဆန်းညွတ်တွေသက်မှတ်ပြီးလေစားလိုက်တာပါအောင်မြင်မှုကိုလိုချင်နေဆိုရင်တော့အောင်မြင်မှုနဲ့ထိုက်တန်တဲ့လူတယောက်ခင်နေဖို့တော့လိုပါလိမ့်မယ်တင်းရီမှန်းချက်ကြီးလေးလေးပိတ်ဆက်ရမှုကြီးလေးပါပဲကိုယ်သက်မှတ်ထားတဲ့ဆန်းတော့အတိုင်းလေစားလိုက်တာဆုံးရပါ Yahoo CEO Marissa Mayer ကအောင်မြင်သူတွေဟာအစင်သစ်ဖြစ်မဲ့အချိန်ကိုမဆောင်ပါဘူးသူတို့ကအချိန်ဟာဘယ်တော့မှအတိအကျမမှန်ဘူးဆိုတာကို လက်ခံပြီးစအလုပ်လိုက်ကြတာပါ။အောင်မြင်မှုအတွက် ရှိပြီးသားအရင်အနည်းများကိုအသုံးချခြင်း။ဒီအခန်းရဲ့အဓိက message ကအောင်မြင်သူတွေဟာပြီးပြီဆုံးတဲ့အထိထိုင်းဆောင်နေကြတာမျိုးမဟုတ်ဘဲသူတို့မှမရှိတဲ့အရာတွေကိုအာရုံမစိုက်ဘဲသူတို့မှရှိပြီးသားအရင်အနည်းများကိုတိုးတက်စေဖို့အသုံးပြုခဲ့ကြတာပါ။၁ကိုင်ရက်တိဆောက်ခြင်းဘသူမှသူတို့ဘာသာထိတ်တန့်အောင်မြင်မှုရအောင်မလုပ်နိုင်ပါဘူး။လူတွေနဲ့ဆက်ဆံရေးကွန်ရက်တစ်ခုကိုဖန်တီးပြီးကိုယ့်ကိုယ်ကူညီပေးနိုင်မယ့်ဆရာသမားတွေ မင်းဒိုးစ်ကိုရှားဖွေရပါမယ်ဒီလိုကွန်ရက်တိဆောက်ခြင်းကငွေကြေးနဲ့အတွေ့အကြုံလိုတန်ဖိုးရှိတဲ့အကြံဉာဏ်တွေကိုလက်ခံနိုင်ဖို့လမ်းဖွင့်ပေးပါတယ်နံပါတ်1ရှိပြီးသားအရင်းအနှီးများကိုအသုံးချခြင်းလေသမားတွေကကိုယ်တိုင်ဥမဥသလိုစူပါမားကတ်တွေကလည်းပစ္စည်းတိုင်းကိုကိုယ်တိုင်ဖန်တီးမနေပါဘူး Google Search ကလည်းအင်တာနက်ပေါ်မှာရှိပြီးသားအချက်အလက်တွေကိုပဲပြန်လည်စီမံခန့်ခွဲပေးတာပါ အောင်မြင်ကကုမ္ပဏီတွေဟာနီးလိုင်းတွေကို အသစ်ပြန်တီထွင်တာမျိုးမဟုတ်ဘဲရှိပြီးသားအရင်အနည်းများကို တိုးတက်စေဖို့အသုံးပြုခဲ့ကြတာပါနံပါတ်3 digital platform များ၏စွမ်းအားယနေ့ခေတ်မှာဆိုရင် internet ရဲ့စွမ်းအားကနေတစ်ဆင့်ဘာမဆိုဖြစ်လာနိုင်ပါတယ် YouTube Instagram SC blog နဲ့ podcaster စတာတွေဟာသင်ရဲ့ဖောက်တီတွေနဲ့ထီးတွေကိုအကောင်းဆုံးအရာတွေပဲဖြစ်ပါတယ်ကိုပိုင်းဖျော်ဖြေ channel တို့မဟုတ်စီးပွားရေးလုပ်ငန်းတခုစတင်ဖို့အတွက်အကန့်အသတ်မရှိ platform တွေပဲဖြစ်ပါတယ်အဓိကတတိပေးချက် အချိန်ပညာရေးနဲ့ငွေကြေးတွေဟာဘယ်တော့မှလုံလုံလောက်လောက်ရှိနေမှာမဟုတ်ဘူးဆိုတာကိုမမေ့ပါနဲ့တင်းရဲ့တုံအားတဲ့အကြံဉာဏ်ကိုအခုချက်ချင်းစတင်လိုက်ပါဆက်ဆံရေးတွေတိဆောက်ပါအကူအညီတောင်းဖို့မကြောက်ပါနဲ့မနှက်ဖြန်ဆိုတာမသေးကြဘူးဆိုတာကိုအမြဲသတိရပါဒီအခန်းရဲ့အနှစ်သာရကတော့စတင်လှုပ်ရှားပါဆက်ဆံရေးတိဆောက်ပါ ကိုပိုင်အရင်အနည်းများကိုအသုံးချပါဆိုတာပါပဲနိဂုံအခုချက်ချင်းစလိုက်ပါ ဒီအနစ်ချုပ်ကနေခမားတို့သဘောပေါက်သွားမယ်အဓိကအချက်ကတုံးအားတဲ့အကြံဉာဏ်လို့လူတွေပြောနေကြတာကတကယ်တမ်းထက်မြက်တဲ့အကြံဉာဏ်အတစ်တွေဖြစ်နေတတ်တယ်ဆိုတာပါဒါကြောင့်အချိန်မရှိဘူးပတ်စံမရှိဘူးအတွေ့အကြုံမရှိဘူးဆိုတဲ့အကြောင်းပြချက်တွေပေးမနေတော့ပါနဲ့အဲ့ဒီအရာတွေကဘယ်တော့မှလုံလုံလောက်လောက်ရှိလာမှာမဟုတ်ပါဘူးမနေ့ဖြန်ဆိုတာမသေးကြဘူးအခုချိန်နဲ့ပိုကောင်းတဲ့အချိန်ဆိုတာမရှိပါဘူးခမားတို့ရဲ့စိတ်ထဲမှာကိန်းအောင်းနေတဲ့ သုံးအားတဲ့အကြံဉာဏ်ကိုအခုချက်ချင်းအသက်သွင်းလိုက်ပါဘသူသိနိုင်မလဲအဲ့ဒီအကြံကနောက်ထပ် angry bus တစ်ခုဖြစ်လာမလားဆိုတာကိုအဆုံးထိနားထောင်ပြီးဟေးကြတဲ့ချစ်ပရိသတ်များကို robot လေးမှအထူးမင်ကျေးဇူးတင်ရှိပါတယ်နောက်အပတ်ဒီမှာလည်းဘလိုမျိုးစာအုပ်တွေကိုဖတ်ပြတင်ဆက်ပေးရမလဲဆိုတာ comment မှာရေးပါကြပါဦးနောက်အပတ်မှာပြန်ဆုံကြမယ်တာယာတဲ့နေ့လေးဖြစ်ကြပါစေ